ကျွန်တော်ထပ်ပြောပါမယ်ရွေးကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်တကယ်ပုတ်ပန်း၄၀တော့အစင်တမ်းမရှိတဲ့ယောက်ျားတမ်းနဲ့ကွာမိမလို့မိမရပါစကြီးထမိန်ပတ်ထားရမှာမင်းတို့ရွေးကောက်ပွဲကရွေးပြီးွားကြီးလေဘာလို့သူကထက်ရွေးမှာသူကဘာမို့လို့ဘာရွေးမှာအမှန်လည်းမခံနိုင်ဘူးတချို့တွေကဘုရားသခင်တို့စကားကိုမယုံတော့ဘူးဟုတ်လားမယုံဘူး မြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါမကြရည်ဘူးမကြရည်ဘူးမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတတော်ကိုကံဖိုးတာအားလုံးပဲမင်္ဂလာပါထုံးစံတာကျွန်တော်ရဲ့ပေါ်တကီးယားဗီဒီယိုလေးကိုအတူတူကြည့်ဖို့တည်းပြန်လာပါပြီဆိုတော့ဒီနေ့မှာကျွန်တော်ဟာတာလေးလေးပေါ့နော်ဟာတာလေးလေးပေါ့အာအခွေလေးကြီးကျွန်တော်အတူတူကြည့်ကြမယ်ဆိုတော့ပုံတွေလည်းပါတယ်ဗျာနော်ပုံတွေလည်းပါတယ်ဆိုတော့ဘာလေးလေးကြီးကျွန်တော်တို့တည်တောင်လဲဆိုလို့ရှိရင် အာဒီနေ့မှာတော့အလုံးလေသတင်းတွေဖတ်ပြီးလောက်ထင်တယ်ဒါတသက်ခံနဲ့ပတ်သက်ပြီးတဲ့ခါကျတော့တသက်ခံသူ့ရဲ့ဒီအတနာခံစားတင်တာကိုဟိုမားလာကြီးကတုံးကသူ့ကို neglect လုပ်လိုက်ပြီဗျာအဲ့တော့တွားပြီပေါ့ပြောဆိုလို့တွားပြီပေါ့ဆိုတော့အဲ့မှာဒါသူ့သတင်းလေးကိုဒါကျွန်တော်ကဘာမှတွေ့တယ်ဆိုတော့အာ MPA တရင်ကတင်လာတယ် MPA မှာတော့သူရေးရတာဒါတသက်ခံဤအမလောင်းဖြစ်ခွင့်အတနာခံစားရွေးကော်ပယ်ချ မရောက်လဲအပြည့်ရှင်းလိုက်ခြင်းဟုဆိုနေတာသူရဲ့ MP ရဲ့ဒါဓာတ်ပုံမှာရေးထားတဲ့ဒီစာလေးပေါ့နော်ဒီလိုမျိုးလေးဒါပေမဲ့အဲ့ရအတိအောက်မရေးရဘူးတကယ်ရေးရတာခေတ္တကတင်လာတာကိုရေးရတယ်ခေတ္တကရေးရတဲ့အာကြီးရအကျွေးတူသည်အကျွေးတူသည်တသက်ကိုင်အတနာခံစားတင်ခဲ့တော်လဲမရောက်လိုက်ကမတနာ၍ရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသက်ညီကုန်းချုပ်တဲ့ကြီးရတယ်ဒီအကျွေးတူသည်တသက်ကိုင်နဲ့ကြီးရခေတ္တကနှိမ့်တာတော့တောင်းဟနှိမ့်ရတော့ တို့အဲ့ဒါသူတားလို့ရေးတာလေးပြီးတယ်အဲ့လိုမျိုးတင်လာပြီးတဲ့အချိန်မှာကျွန်တော်အဲ့ပီသုံးလုံးပီသုံးလုံးရဲ့ဒီဟိုလိုပေါ့သူ့ရဲ့ page ကနေတင်လာတဲ့ဓာတ်ပုံလေးတပုံကျွန်တော်မြင်လိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့ကလေးလေးကဘူဘူကောင်လေးကင်လာတဲ့ပုံလေးပြနေဘူးတဲ့ကကလေးလေးကဘူကောင်လေးကင်လာအဲ့မှာသူရေးရတယ်ကြည်ဦးအပီသုံးလုံးပီသုံးလုံးရဲ့အရေးအောက်မှာရှိရလူငယ်တွေရအေဂျင့်မှုကိုရမယ်တော့ကမရှိစေရဘူးငင်းကြမ်းကြီးရဲ့အရာတောင်ခံစားရမယ စိတ်လုံခြုံမှုကိုအပြည့်အဝရမယ်။နောက်ကျောလုံလုံနဲ့ရှင်သန်နိုင်မယ်။စီးလုံးနဲ့ပတ်ဝန်းကျင်နဲ့ထိပ်ပြခွင့်ရမယ်။ပညာတတ်တွေနဲ့ထိပ်ပြခွင့်ရမယ်။အေးချမ်းလုံခြုံတောကကင်မှု PPP ကိုဝေးရန်ဆိုရအာရှာ။သူကအဲ့ဒီအောက်မှာရရတဲ့မန်နေရာပူကြီးရတယ်သူပြ။အာအရင်ကတော့သူတို့စတွေ့ရတော့ຫນွေလင်းရຫນွေလင်းရຫນွေလင်းရရဲ့ ်ပါဟုတ်နော်အဲမင်းတို့တွေစောက်ရှက်တော့ရှိသေးရဲ့လားဒါပေမဲ့ तू ကအရင်ကသူ့စတွေ့ရအဲ့မှာကျွန်တော်အရန်သဘောအချာဆုံးကြီးရတာပါလဲဆိုလို့ရှိရင်အာဒီမှာကလေးစောစရာပြေးရတဲ့မိဘတွေရောတဲ့အငက်ထားမဲ့ပါတီအဲပေမေဘာပါတီကပြန်မှတ်တယ်မနေ့စာကိုနေ့လက်စာကိုကြွေးပါတယ်နော်ညီမလေး အဲ့ဒီမှာနောက်တစ်ရှိရရဲ့မန်းတကူကဘာလဲဆိုတော့အမေလောင်းနှစ်ယောက်မှာတဲ့တယောက်ကအကျွေးထူတယ်နောက်တစ်ယောက်ကလူတန်းမှုလေအာကေအာဒါသူမန်းနေလိုက်ပတ်တာတော်တော်ခွီနေရတယ်ပဲဆိုတာဒီကြီးကအဲ့သူပြိတ်အဲ့တတခါရဲ့တည်နေစောင်းဝန်းရှိနေရတယ်ဆိုတော့ဒါတော်ဗီဒီယိုမပြခင်မှာအဲ့ကျွန်တော်အဲ့သူတို့ဒီပဲပေမောက်ပါတီရဲ့ဒါရရတဲ့ဟာတွေကျွန်တော်လာပြတာပါဆိုတော့ဒါထုံးစံလိုက်ကျွန်တော်ရဲ့ ဒီဒီဗီဒီယိုကျွန်တော်အတူကြည့်လိုက်ကြအောင်โอเคအဲ့တော့စမယ်မင်္ဂလာပါနမစတေချို့တချို့တွေကအုံနောက်မရှိကြပါဘူးဒီစကားတမျိုးဖြစ်နေပေမလဲလူတချို့ကအုံနောက်စိတ်ပိုင်းတော်တော်များများမရှိဘဲနဲ့တပွားလုံးသူ့လိုငါလိုလူတွေလိုနေနိုင်ကြပါတယ်တူးလေ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  ကျွန်တော်ပုပ်ပတီကြီးရတယ်ပေါ့နေပြီးတော့ဟောနော်အဲ့ဒီကနေရွေးခံပါပေါ့နော်โอเคကျွန်တော်ပထမနှစ်ကြိမ်ပေါ့ရွေးခံမှုတာဘယ်ဟာလဲဆိုတော့ကံကောဟိုဟာပေါ့ကံကောမှာပေါ့ကံကောထီလင်းစောအဲ့၃မျိုးနေလူသားလူတော်ကိုယ်စားလေပေါ့ဘာလို့ကျွန်တော်ကကျွန်တော်ခံမမိတာပေါ့နော်ခံမမိတော့ဒီအချိန်မှာအဲ့ပြန်မှာလဲတိုက်ပွဲတွေဖြစ်နေတော့ဈာပါတီတွေလာမှာမဟုတ်စားကြတီးတယ် အမေညကျွန်တော်အဲ့ဒီမှာသွားပြီးတော့သူလည်းမသွားရဘူးလေရေးခံလိုက်ရင် automatically ပေါ့နော်ကျွန်တော်ရွေးခံရတော့မယ်ဆိုတော့တည်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုရွေးချယ်ခဲ့ဘာရီဟိုဟိုနေပြနေရလဲတော့ကများနေဟမ်ဒီချက်ပဲနဲ့ဒီနေပြီးတော့ပုပ္ပတိမှာကြွေးရပါနေပြီးတော့ပုပ္ပတိဆိုတာနေလားငါလားပြန်ရမှာပေါ့တခြားပါတီအခုဆိုရင်6ပါတီရှိတယ်တတိပုဂ္ဂလလည်းပါတယ်လူ9ယောက်နဲ့ပြန်ရမှာပေါ့နော် ဥပါစုပြိုင်မဲ့မရှိဘူးဆိုနိုင်သွားပြီနော်သူများရောင်းနေလိုက်မရောင်းအောင်စောက်ယူရဲ့အေးဟုတ်တယ်မင်းမင်းမင်းတက်ရွယ်နေငါစောက်ယူလို့ပြောတာတော့မရှက်ဖို့ကောင်းအေးကွာအဲကျွန်တော်ကအဲ့လိုမျိုးတော့မလိုချင်ဘူးကျွန်တော်ကနေလန်းကလာပြိုင်မဲ့ကျွန်တော်ဖိုက်တာတိဖိုက်တာတိအောင်ဆိုတော့နေလန်းကလာပြိုင်ရမယ်ဟောရမယ်ပြောရမယ်အဲကျွန်တော်မဲထဲပါခင်ဗျားတို့မဲထဲလိုက်ရင်ခင်ဗျားတို့နောက်တာမရစီခင်ဗျားတို့ဒီတာဖွံ့ဖြိုးရေးကျွန်တော်ဆောင်ရနေနေမယ်ဟမ်မင်းကတော်တော်စောက်ရှက်မိရှိတဲ့ကောင်တွေအသက်ကြီးပြီးတော့မင်းကအေးကွာ မယိုရင်ကန်ကောသွားမြင်ကြည့်လိုက်မဲဟမ်မင်းမရှက်ဘူးလားတောက်ရှက်မရှိဘူးလားဟမ်ကန်ကောမှာဆိုမီ24နာရီရပြီအရင်တော့ဟာလာဘုံတလာဆိုတဲ့တက်ခုတ်ကလေးတစ်ခုရှိတယ်အခုဟိုတယ်ကြီးဖြစ်နေပြီဟမ်ဟဲ့အသက်ကြီးတဲ့ကောင်ကဟဲ့အောင်လို့ခေါ်ရတယ်တော့မင်းကအာနာတိတ်ကောဟမ်အာကျွန်တော်ဖွံ့ဖြိုးတိုးတက်မှုကိုကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်တိုက်နေဆေးုံနေဟာလာ9ယုံတော့မှ9နှစ်တော့မှဆောင်ရွက်နိုင်ခဲ့တယ် ဟမ်မင်းကိုအသက်ရွယ်ကြီးနဲ့ကိုစောက်ရှက်မရှိဘူးလားဒါထက်တန်းကြောင်းနေဘူးလားလမ်းကြောင်းနေလေတန်းကြောင်းနေဟလာဒါတွေမပြောတော့ဘူးပေါ့နော်ဒီဟာနောင်နေကတ္တရာလမ်းခင်ဗျမူဆယ်လမ်းထက်ကောင်းမဲစောက်ရှက်မရှိဘူးမဲဟုတ်တယ်ဟာကွာတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ကွာမင်းပါသက်ထမင်းကြီးပတ်ထားတော့ကျွန်တော်အဲ့ဒီမှာသွားရွေးခိုင်းကျွန်တော်ကိုမဲထက်မှာပဲဘာလို့ဆိုတော့ energy မရှိတော့ဘူးလေစောက်ယူရဲ့ပြောမနေနဲ့ပြောမနေနဲ့ဒုက္ခပဲကွာ NLD ကကျွန်တော်တို့ကဘသူမှပြောကမရှိဘူးဗျာခင်ဗျအိမ်မှာရှိတဲ့စိုင်ကယ်လေးကိုတတမတိုးရင်ခင်ဗျဝတ်တော့ဖြစ်သွားမယ်ဒါစိုင်ကယ်လေးနော်ခင်ဗျ NLD ကလည်းတတမတိုးတော့ဝတ်တော့ဖြစ်သွားတာဒါဘသူပြောကမှမပါဘူးခင်ဗျာမင်းတော့ဟာလေကွာယောက်ျားကြီးတွေတံမဲနဲ့ယောက်ျားကြီးတွေတံမဲနဲ့မိမ့်မလို့မိမ့်မြတော်တော်စောက်ရှက်မရှိတဲ့ကောင်လေးပဲကွာအဲ့တော့ energy မရှိလို့ကျွန်တော်နိုင်နေမနိုင်နေတွေမပြောနဲ့ energy တူကတူဘာလို့ဝတ်တော့ဖြစ်အောင်လုပ်လိုက်တာလဲဆို သူမူမမှန်လို့ယောက်ျားကြီးတမ်းမနဲ့ကွာယောက်ျားဆိုတာစကားတလုံးပြောရင်လေယောက်ျားစကားပြောอ่ะယောက်ျားစကားဆိုတာမှန်မှန်ကန်ကန်တိတိကျကျနဲ့ပြက်ပြက်သားသားပြောอ่ะကွာကျွန်တော်ကအဲ့ဒါနေလန်းကာလာပြန်ရမယ်ပုပ္ပတ္တိမှာကျွန်တော်ရွေးခတ်ပါမယ်အမေကိုကိုကို confident အပြည့်အမေနော်တက်လဲကြီးနေပြီကွာကိုယ်တက်လဲကိုကြီးအောင်ဆောက်ရှမ်းရှိရကိုကိုကို confident အပြည့်ရှိတယ်မရှက်ဘူးလားကိုကိုကို confident အပြည့်ရှိတယ် ကျွန်တော်ပြိုင်ဘက်ပါတီအထူးသဖြင့် NLD ပေါ့နော်ကျွန်တော်မဖြုံပါဘူးယ။အဲကျွန်တော်တို့နိုင်ရမယ်လို့ယုံကြည်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုမြင်နေတိုင်းပဲလေကျွန်တော်အော်လူလူကကျွန်တော်ဘက်ကညခိုင်တော့အများကြီးပါတယ်။ဒါကြောင့်မို့ကျွန်တော်အဲအေးဆေးဆေးပါပဲ။ဘာလို့ဆိုတော့တို့အဓိကတို့ရဲ့ကိုယ်စလဲတွေရဲ့ ability ကအင်းကျွန်တော်ကိုမရှင်းနိုင်ဘူး။ အခုပြီးခဲ့တဲ့နိုမလာရှိရနေရွေးကောက်ပွဲမှာအငယ်အနေနဲ့ဂန်ကောမဲဆန္ဒနေမှာအငယ်ဝင်ပြန်ခဲ့တယ်ဒါမဲ့လည်းအငယ်အနေနဲ့ဒါမဲပြတ်တယ်လို့ရှုံးခဲ့တယ်လို့ကြည့်ရတယ်ပေါ့လေအဲ့တော့ပြတ်တယ်လို့ပါပဲမဆက်ဘူးလားမဆက်ဘူးလားကိုကိုကို confident အပြည့်ရှိအဲ့ဒါလို့ပြောပြပုံလဲများလား69ဘာလောက်ရှိ69เนาะငါတို့ကအဲ့ဒါမျိုးရိုးနေပြီဟမ်မဆက်ဘူးလား အဲတချို့တွေရွတ်ဟောင်းချွေကိုတင်ပြီ။ဘာလို့ဆိုတော့တချို့တွေကအခုချိန်ထိဟိုပြည်ခေါ်ပါတီရဲ့ဂုံတိခေါင်ညွှန်းနှောင်းဝိပဿနာတွေပြောနေတော့တချို့တွေ။ဆိုတော့တချို့တွေရွတ်ဟောင်းချွေတင်ပြီ။တချို့တွေကသူတွေကတော့ရွတ်ဟောင်းချွေသွားတာကောင်းပါဘူး။ရွတ်ဟောင်းချွေမှပဲရွတ်တိခေါင်ဝေးပါဦး။နောက်မဆိုရင်တိခေါင်နဲ့ကြီးပိတ်သလိုပိတ်နေ။ဆိုဘူးလဲကမင်းကိုပြောနေတာ။ကြောင်ကြီးကကြောင်ကြီးကဖဲ့ရတယ်ကြောင်ကြီးက Another one. Another one. ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ် အဲ့တော့မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်မှာရှိတယ်။ယောက်ျားဆိုယောက်ျားစကားပြောရတယ်။အေးကွာ။ယောက်ျားဆိုတာယောက်ျားလို့တီတီကြကြနဲ့မှန်မှန်ကန်ကန်ပြောရတယ်။အေးကွာ။သူတမ်းတော်သက်ဆိုင်ရာအခွဲကြီးများဂျိုင်းတူဝိုင်းပြီးတွန်းကြရင်ဖြစ်မယ်။ပန်းတိုင်ကိုမှန်မှန်နဲ့မြန်မြန်ရောက်ရှိလာမှာမင်းတို့ကပြန်ပြောစီချင်လို့ရှောက်ပောက်ပန်းလေးတွေရှောက်ပြောမဟုတ်တာဟုတ်တာတွေရှောက်ပြောပြီးမင်းကရှောက်တင်နေတာကျွန်တော်နိုင်ငံဟာ တမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံသားတန်းဆာမှဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်ကျရေးတွက်ကြပြီးဖမ်းလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မင်းယောက်ျားကြီးကြမ်းမဲ့နဲ့ကွာစောက်ရှမ်းရှိဒီအတက်ရွယ်လဲရောက်ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။အော်နိုင်ငံအနှံ့ကိုလူသက်ဓမြတဲ့အကုန်လုံးကိုပတ်ပြီးပုံကျဲနေတဲ့ကောင်မျိုးကလုတ်တဲ့ဒီရွေးကောက်ပွဲဆိုတာလုံးဝထောက်ခံကြပါအကြောင်းမှမရှိဘူးနော်တကယ်တမ်းပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေရောသမရတွေရောအားလုံးသူကဖမ်းပြီးတော့အချုပ်ထဲထည့်ပြီးတော့မှသူကဘသူ့ကိုရွေးကောက်ရွေးကောက်မှာရှင်းရှင်းလေးလေးယုံကြည်စရာလည်းမရှိသလိုလက်ခံစရာလည်းအကြောင်းမရှိဘူးကျွန်တော်ထပ်ပြောပါမယ်ရွေးကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီး ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါလေတကယ်ပုံပန်း၄၀တောက်စင်တမ်းမရှိတဲ့ယောက်ျားတမ်းမနဲ့ကွာမိမလို့မိမရပါစက်ကြီးထမိန်ပတ်ထားမှာမင်းတို့ကရွေးပါခွဲအောင်ရွေးပြီးွားကြီးလေဘာအောင်သူကထက်ရွေးမှာသူကဘာမို့လို့ဘာရွေးမှာအမှန်လက်မခံနိုင်ဘူးတချို့တွေကဘုရားသမီးတို့စကားကိုမယုံတော့ဘူးဟုတ်လားမယုံပြောပြမင်းဟုတ်ပါမလားကွာလို့ပဲလူရဲထင်တာအဲ့တော့ဘုရားသမီးတို့ အနေနဲ့လေဘိုးချုပ်စောမတော်အနေနဲ့လေ तू ကတော့မီဒီယာရာ तू ကတော့ဒီသူ့ရဲ့ဝါရာ तू ပြောတဲ့ရှိရာပြောတယ်ပေါ့ဗျာအဲ့တော့ဘိုးချုပ်စောမတော်ပြောရင်ပြောပြီးတဲ့စကားကိုတီအောင်လို့လေတက်ကလူတွေကတက်ကလူတွေကကို့ဘိုးချုပ်ပြောတဲ့စကားတီတီအောင်လို့တက်ကလူတွေကလုတ်ပြီးရလုတ်ပြီးတာလုတ်ပြပေးကြအောင်ပေါ့နော်မယုံတော့ another one another one ဒီနေရာကိုကျွန်တော်ကချစ်တယ်လို့မင်းအဲ မှန်သောတစ္ဆာ။ဩအဲအဲ။ကျွန်တော်ကားတွေပိုင်းနဲ့မောင်းသွားလေခွင်းတွေတွေ့တယ်ဗျာ။ဒီလိုကြေကြေပြန့်ပြန့်နဲ့လေခွင်းတွေမျိုးလေခွင်းတွေမျိုးတော့ကျွန်တော်ငယ်ဘွားကိုသွားတရိယာ။ခြေထောက်မှာရှိလာကုလပလက်လာမျိုးလာကြီးတွေကြည့်တာကိုသွားတရိယာ။ဩဒီနေရာမှာကျွန်တော်ခန်းစားချက်နှစ်ခုသွားတယ်နော်။ငယ်ဘွားကိုလည်းတရိယာတယ်။ကျွန်တော်ဖြတ်တန်းခဲ့ရတဲ့နှစ်ပေါင်း30လောက်ဖြတ်တန်းခဲ့တဲ့ဘွားကိုလည်းသွားတွေ့ရတယ်။ဩကျွန်တော်ကကြီးမလေးတူကြိုက်တာဘာကြီးတော့မိမကြီးနှိမ့်ဆက်တဲ့ဒဏ်ကိုကြောက်လို့ဟာ လိန်တူကိုသွားမဆန်းနဲ့လို့ကျွန်တော်မီဒီယာမှာတစ်ခါပြောပြီးပြီလေဟာလိန်တူကိုရောင်လို့တော့သွားမဆန်းနဲ့ကျွန်တော်အာမခံတယ်ဒီနေ့ခုံးလားဆန်းကျင်ဆန်းကျင်နော်ဒီနေ့ခုံးလားဘုဒ္ဓသာလည်းရပါတယ်ဘုဒ္ဓသာလည်းရပါတယ်ကျွန်တော်ကျွန်တော်ကိုယ်နဲ့ထိခိုက်တာရတယ်ရှိတယ်ဟုတ်ချွေးပေါက်တွေမြင်ရတယ်ဟုတ်တယ်မလားဟိုတန်းတန်းကိုမဟုတ်ဘူး ဆယ်ဘွားလောက်ဆွဲသွားလိမ့်မယ်။ပြောရင်စမ်းကြည့်လိုက်လေ။ကျွန်တော်အားကြောင့်မို့ကျွန်တော်အများရန်ပြောရယ်။လိန်သူကိုရောင်လို့တော့သွားမစမ်းနဲ့လို့စမ်းလိုက်လို့ရှိရင်အမလေးအဲ့ဘွားရရုံထွက်ဖို့ဆိုတာလုံးဝမရဘူး။ကျွန်တော်အများရန်ပြောတယ်။ရုံးထဖို့ခဲ့တယ်။ခြေတော်မို့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 ပြည့်စုံတယ်မာရဲ။ဟောဒီဟောပါရီတော့

ပြောတင်တာရွေးကောက်ပွဲလုပ်တယ်ကျွန်တော်တို့လုံးဝဒီကောင်တွေမဲပေးကြမလိုဘူးဒါကြီးကဒီကောင်တွေရဲ့ထပ်ပေါက်ကြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့လုံးဝဒီကောင်တွေကိုထပ်ပေါက်ပေးလို့မရဘူးဆိုတာထပ်ပြောချင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျလက်ချက်တော့တည်ရပါမယ်နော်โอเคဘိုင်းအော်ဟောရအောင်